ုဗီယက်နမ်မှာစကားပေါ့နော်၃ခွန်းပဲပြောပြီးတော့ဈေးဝယ်လို့ရတယ်အဲ့တော့အရင်ဆုံးကျုပ်ဆိုင်သွားမယ်ဒါကျုပ်ဆိုင်ကဈေးရေးထားတဲ့ဆိုင်ပုံပေါ့နော်အဲ့တော့တကယ်ကြီးဝယ်မယ်ဆိုတော့ okay ဆိုပြေပေါ့နော်အဲ့တော့ဗာပြောလိုက်လဲဆိုတော့စကားကီလိုနဲ့ပြောရတယ်ဒီမှာအဲအစဉ်ပြေသွားပြီပေါ့နော်အဲ့တော့ကျုပ်တကယ်ကြီးကို အဲကျူအကုန်းနဲ့ငွေချေပြီးတော့တကယ်ကြီးရလာပြီကဲအပြီးလို့ရှိရင်ငပြောသီးဝယ်ဖို့အတင်းကြိုက်သွားမယ်တော့အတင်းကြိုက်မှာကဒီငပြောသီးတွေပါတယ်အတီးကကွက်ကိုကြိုက်တာရွှေရည်တိုင်းကိုရတယ်အဲ့တော့ဒီမှာငပြောသီးအကြီးတဖီးကိုရွှေလိုက်မယ်ပေါ့နော်အဲ့တော့ရွှေပြီးလို့ရှိရင်တို့ရောမခက်ခဲဘူးကိုရွှေလိုက်တဲ့ဟာတို့ဒီချိန်ဝင်ပေါ့ပေါ့နော်တင်မိလိုက်အမလူရီတာတို့နေဆောင်းလိုက်အဲ့တော့သူကဘလောက်လဲပြောလိမ့်မယ် ဒါဆိုရင်ငပြောဒီကရသွားပြီအမှန်တကယ်စကားပြောလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါပြီးလို့ရှိရင်စံတော့ဝယ်မယ်ဒါကစံတိုင်းအဲ့တော့ကိုလိုဒီနဲ့စံကိုအာဘလောက်လဲမိလိုက်တယ်ပေါ့နော်ဖိုင်နိုင်ဘောင်ယူအော်ဒီမှာမိလိုက်ပြီးရဲ့တကလာစံရလာပါပြီဒါဒီရဲ့နံပါတ်ရှင်တဲ့လက်ပုံစံမှာအင်ဂျင်ရောက်ပြီပေါ့နော်အင်ဂျင်ရောက်ပြီဆိုတော့ဘာရီရခဲ့လဲဆိုတော့ ီမှာကြက်ဥရခဲ့တယ်ကြက်ဥမှာဘာစကားပြောလိုက်ရလဲဆိုတော့မိုကီလိုဆိုပြီးတော့တကီလိုဖြူမယ်ဆိုပြီးတော့ပဲပြောလိုက်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီသူကဈေးရေးထားတယ်လေဈေးထားတော့ဘာစကားမှပြောစရာမလိုတကီလိုယူလိုက်တယ်ယူလိုက်ပြီးတော့ပစံခြေခဲ့လိုက်တယ်โอเคပါတယ်အပ်ပြီးရင်နောက်တစ်ခုကငပြောသည်ပေါ့နော်ဒီမှာငပြောသည် အဲ့တော့မပြောကြီးတော့ကြတော့ဘာစကားပြောလိုက်ရလဲဆိုတော့ဘာစကားမှမပြောလိုက်ရဘူးကိုကောင်ကပြောကြီးကိုရွေးပြီးတော့ဒီသူ့ရဲ့ဒီကတာလာချိန်ချက်ပေါ်တင်လိုက်တယ်တင်လိုက်တဲ့သူကနမွေးနမ်းလို့ပြောတယ်ပေါ့နော်55ကိပြောလိုက်တယ်โอเคပါတယ်အဲ့ဒါပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဆန်အဲ့တော့ဒီမှာဆန်ဆန်ကလည်းသူ့ကိုလည်းဘာပဲမေးလိုက်လဲဆိုတော့ဘောင်နျူးဆိုပြီးရွေးမေးလိုက်တယ်အဲ့တော့သူကအဲ10 kg က3သိန်းနဲ့ဘလောက်လဲမသိ3သိန်းနဲ့10ထင်တယ် အဲပြီးတော့ဒီကောင်က 5kg က160လို့ပြောတယ်အဲ့တော့160ချေပြီးတော့အဲစံတထုပ်ရလာအဲ့တော့ဒီမှာကစကားအများကြီးလည်းပြောကြရတော့မလို့ပေါ့နော်အဓိကဒီလိုမျိုးဈေးရထားတဲ့ဆိုင်တွေဝယ်လို့ရတယ်ကိုဝယ်နေကြပေါ့နော်ဆိုင်တွေရှိရဆိုလည်းဝယ်လို့ရတယ်ဈေးတွေသူတို့ကတော့ဒီဘယ်လောက်လဲလို့မေးလို့ရှိရင်ဒီချိုးဆိုင်တွေကဈေးအများကြီးပြောတာရှိရပေါ့နော်အဲ့ဒီခါကြလို့ရှိရင်တော့ဟိုနည်းနည်းတော့ဈေးစစ်ကြည့်ပေါ့နော်ဈေးစစ်တဲ့စကားတွေကအများကြီးလည်းပြောကြရမလို့ဘူး 190ဘယ်လိုပြောလဲပေါ့နော်100ဘယ်လိုပြောအဲ့လိုမျိုးတွေပြောတိုင်းသိပြီအဓိကကဒီမှာကငွေကဥမာ36000ဆိုရင်160လို့ပဲပြောရပေါ့နော်2သိန်းဆိုရင်200လို့ပဲပြောရအဲ့ဒါဆိုလို့ရှိရင် ဆုံးကအဆင်ပြေပေါ့နော်အဲ့တော့အကယ်၍စဉ်းစားနေတယ်ဒီလိုလာဖို့စဉ်းစားနေဆိုလို့ရှိရင်စကားမတက်လို့ပေါ့နော်ဟိုလွယ်ရောလွယ်ပါမလားနေလို့ရောအဆင်ပြေပါမလားစဉ်းစားနေတဏမာကတော့လောလောဆယ်ဆယ်ထိတော့စကားကကအဲတစ်ကနေပြီးတော့30အထိတီးရမယ်ရာကနန်းဆယ်ကနန်းတီးရမယ်အဲပြီးလို့ရှိရင်ဘောင်းနျူရဲ့မုကီလိုရဲ့အဲနောက်ပြီးတဲ့ခါကျတော့ဘနက်ကီလိုပေါ့နော်ဖလာโอเคအဲ့ဒါဆိုအဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်အသက်ရှင်လို့ရပါပြီပေါ့နော်ကျေးဇူးပါ